ကျန်းခိုင်ပါတီယာကျန်တဲ့ဘက်ဒီမှာအာတာချက်တွေရှိပေမဲ့အားနေချက်ကပြည်သူလူထုနဲ့တိုက်ရိုက်မထိတွေ့ရဘူးအိုက်ပြဒနာတခုကအားနေတယ်။ဒါကြောင့်မို့သူတို့အနေနဲ့ဒီရွေးကောက်ပွဲမှာမှအနိုင်ရပြီးလွတ်တော်တဲ့မရောက်ရင်နောက်ထပ်သူတို့အတွက်သူတို့ရဲ့ဘဝတက်တန်းတက်လျှောက်မှာနောက်ထပ်ရွေးကောက်ပွဲဆိုတာသူတို့အတွက်မရှိတော့ဘူးဆိုတော့ဆိုပြီးတော့စဉ်းစားပြီးတော့မဲဆွယ်နေပုံရတယ်။ဘူးလဲလှဆွေကလုံးဝအတန်တိတ်နေတယ်။အဲ့ဒါကကျွန်တော်တို့ သတိထားမိတာเนาะအဲ့ဒါသတိထားမိတာသူရှိရောရှိပါသေးရဲ့လာလို့တော့ကျွန်တော်တို့ဒီလိုဘယ်လိုခေါ်မလဲဒီလိုထင်မဲ့လာရရလောက်အောင်အတန်တိတ်နေတယ်เนาะဆိုတော့ဒါလည်း तू သူ့ရဲ့ strategy လည်းဖြစ်ရင်ဖြစ်မှာပေါ့တို့မဟုတ်လဲဒီပြည်တော်ကျန်းဖို့ရုံမှာတဲခိုရာကနေနှင်ထုတ်ခံရပြီးနောက်ပိုင်းကျန်းဖို့ပါတီနဲ့ရံပတ်ဖြစ်ခဲ့တဲ့စစ်လော်ဘီအောင်မင်းကရွေးကောက်ပွဲနီးလာချိန်မှာတော့ကျန်းဖို့ပါတီရဲ့ညံပြင်းမှုတွေကိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်တက်ရောက်သေးမဟုတ်ဘူး အုပ်စုနဲ့နေတဲ့ခြေသေးတွေဖြစ်တယ်ရန်ဖို့ပါတီခေါင်းဆောင်တွေဟာလုံခြုံရေးအပြစ်အဝယူပြီးတော့တာလေတလုံးမိုးတလုံးနဲ့ပြောဆိုရပြီးတကယ်တမ်းပြည်သူနဲ့တိုက်ရိုက်မထိတွေ့ရဘူးလို့ပြောဆိုပြီးတရေဘောကြောင်နဲ့ကျန်းဖို့တွေကိုအထုတ်ဖြီသွားပါတယ်။ကျန်းခိုင်ပါတီရဲ့အားနည်းချက်ကဘာလဲဆိုတော့ပြည်သူနဲ့မထိတွေ့ရဘူး။ပြည်သူနဲ့တိုက်ရိုက်မထိတွေ့ရဘူး။မြေပြင်မစင်းရဘူး။ဒါကကျန်းခိုင်ပါတီရဲ့အားနည်းချက်။ကျန်တဲ့နေရာတွေမှာတော့ ကျန်းခိုင်ရေးပါတီကအားတာတယ်။နောက်ကျန်းခိုင်ရေးပါတီရဲ့နောက်တစ်ခုအားနည်းချက်ကဘာလဲဆိုတော့ကျန်းခိုင်ရေးပါတီလို့ပြောလိုက်တာ ਨੇ ပြောရင်ပြည်သူလူထုကဟိုနည်းနည်းလေးဘယ်လိုခေါ်မလဲဟို black side ကပေါ့နော် positive negative side ကနေမြင်တာများတယ်ကျန်းခိုင်ရေးပါတီဝင်လို့ပြောရတာ ਨੇ ကျန်းခိုင်ရေးပါတီလို့ပြောလိုက်တာ ਨੇ ပေါ့နော်ဟိုပြည်သူလူထုကပြည်သူလူထုအများစုက negative side ကမြင်တာများတယ် ဆိုအဲ့ဒါကြောင့်ပဲလာဟိုပြည်ထောင်စုပါတီမှာလက်ရှိရွေးကောက်ပွဲဝင်ကြမယ်သူကိုယ်စားလှယ်လောင်းနေအနေနဲ့ပုံတရံအမျိုးမျိုးနဲ့ဟိုဘယ်လိုခေါ်မလဲဂရီဒီပေးနေတာကိုတွေ့ရတယ်ဂရီဒီပေးနေတာကိုတွေ့ရတယ်ဒါပေမဲ့လေသူတို့မဲဆွယ်ပုံကိုကျွန်တော်တို့ဟိုကြည့်ရတဲ့ပုံကတော့ဟိုဟိုမဲဆွယ်တဲ့ပုံထက်စရင်ဟို ငါတို့တော့ဒီရွေးကောက်ပွဲမှမနိုင်ရင်ငါတို့တော့သွားပြီกว่าဆိုတော့နိုင်ငံရေးဇောတွေနဲ့ဟောเนาะမဲဆွဲနေတာကိုကျွန်တော်တို့ပို့တွေ့နေရတယ်ကျွန်တော်တို့ကြည်နေတဲ့ပုံစံဒါမျိုးတွေပို့တွေ့နေရတယ်ဟိုဂျန်နဲ့ဟလာဟိုနိုင်ငံရေးဆိုတာ process တိုင်းသွားတာလေ process တိုင်းသွားတာဟောငါတို့ဒီရွေးကောက်ပွဲမနိုင်ရင်လည်းနောက်ရွေးကောက်ပွဲတွေရှိသေးတာပဲဆိုတော့ပုံစံမျိုးတိတ်မတွေ့ရအောင် ဒီကျန်ခိုင်ပါတီမှာဝင်ရောက်ရှင်ပြိုင်နေအခုဝင်ရောက်ဒီရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့လူတွေအကုန်လုံးကတကယ့်နိုင်ငံရေးဇောတွေကတ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါအဓိကတွေ့ရတယ်တော်တော်များများကအဲသူတို့လုံနိုင်တာတွေအကုန်လုံးလုံနေကြတယ်လုံနိုင်တာတွေဆိုတော့ပြောရရင်မဲဆွဲလို့ရတဲ့ပုံစံတိုင်းနဲ့မဲဆွဲနေကြတာကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုကျန်ခိုင်ပါတီကဂျန်တဲ့ဘက်တွေမှာ အာသာချက်တွေရှိပေမဲ့အားနေချက်ကပြည်သူလူထုနဲ့တိုက်ရိုက်မထီတွေ့ရဘူ အိုက်ပြဒနာတခုကအားနေတယ်ဒါကျွန်တော်တို့ဒါပြော28ရက်နဲ့29 30 31ဒီနေ့က31ဖြစ်သွားပြီဆိုတော့ဒီနေ့က31ဖြစ်သွားပြီဆိုတော့ဒီဟိုနေ့ပေါ့နော်ဒီပါတီတွေရဲ့မဲဆွဲပုံတွေကိုကျွန်တော်တို့ကမြင်လာရတယ်နောက်တစ်ခုကဘာဖြစ်လဲဆိုတော့ဒီပါတီတွေမဲဆွဲကိုအပြင်စပြုတ်လိုက်တဲ့အချိန်မှာပဲကျန်းခိုင်ရေးပါတီကသူတို့ပါတီဝန်ရှိမှာရေကောက်ပွဲမဲဆွဲတဲ့ဆိုင်းမုတ်တင်အခမ်းအနားလုပ်တယ် အဲ့ဒီမှာလဲကျွန်တော်တို့ကြည့်လိုက်တာအဓိကအဖြစ်သူတို့ကိုလာပြီးဝင်ရတဲ့လူတွေထဲမှာလူကြီးတွေနဲ့ခလေးတွေများတယ်လူငယ်အင်အားနည်းတယ်အဲ့တော့ကျွန်တော်တို့ကသုံးသက်လိုက်တာကျက်ခံရေးပါတီရဲ့အင်အားဒါပဲလားလို့ကျွန်တော်တို့သုံးသက်လို့ရတယ်နော်အဲ့ဒီ28ရက်နေ့ကသူတို့ပါတီဆိုင်ပါတီမှာအွန်လိုင်းဆိုင်မှုတင်ပွဲလုပ်တဲ့အချိန်ကျွန်တော်တေချာသတိထားကြည့်တယ်။ကျန်းခံရေးပါတီရဲ့အင်အားဟာဒါပဲလားလို့ကျွန်တော်သုံးသပ်လို့ရတယ်။နော်အခုဆိုလို့ရှိရင်မြို့နယ်တွေအလိုက်တွေမြို့နယ်တွေအလိုက်တွေမှာသူတို့ ဟိုမဲဆွဲတဲ့ဇီယုံရေလောက်တာတွေကျွန်တော်တို့ကြည်နေရတယ်ကြည်နေရတယ်ဆိုတဲ့နေရာမှာတချို့နေရာတွေမှာကျန်းမာရေးပါတီကိုဝင်းရထောက်ခံသူတွေရဲ့เนาะဟိုပြောအသက်အပိုင်းခြားကိုကျွန်တော်တို့ကြည်မယ်ဆိုလူကြီးပိုင်းများတယ်လူငယ်ပိုင်းအတော်အားနေတယ်လူငယ်ပိုင်းအတော်အားနေတယ်နောက်ခုနကကျွန်တော်ပြောသလိုပဲပြည်သူလူထုနဲ့ဓာတ်ရိုက်ထိတွေ့မှုအားအရန်နေတယ်အဲတာကိတမြို့နယ်မှာရှိတဲ့ကျန်းမာရေးပါတီဝင်ကိုယ်စားလှယ်လောင်းတယောက်ရဲ့ စီဝေးပွဲဆိုလို့ဟိုမဲစီုံပွဲဆိုရင်အစာဦးထူအခန်းထဲမှာလှုပ်သွားတာကိုကျွန်တော်တို့တွေ့ရတယ်အပြင်မိုးရွာနေလို့တော့မသိဘူးနော်သူတို့ရဲ့ကြံ့ခိုင်ပါတီယုံထဲမှာပဲလှုပ်သွားတာကိုတွေ့ရဒါကြောင့်မလို့ကျွန်တော်တို့ကအဓိကအဖြစ်တော့ကြံ့ခိုင်ပါတီကကိုယ်စလေလောင်းနေအနေနဲ့ပြည်သူလူထုကိုယုံကြည်ဖို့လိုအပ်တယ်ဒါကျွန်တော်မြင်တာယုံကြည်ဖို့လိုအပ်တယ်ဒါပေမဲ့ကြံ့ခိုင်ပါတီမှာကိုယ်စလေလောင်းဒီရွေးကောက်ပွဲပါဝင်မဲ့ဟာနှစ်ချမ်းကွဲနေတာကိုကျွန်တော်တို့တွေ့ရတယ်တစ်ချမ်းကဘာလဲဆိုတော့ ကျန်းမာရေးပါတီဝင်တွေနောက်တစ်ချမ်းကကြတော့အစိုးရအဖွဲ့ဝင်တွေဆိုတော့အစိုးရအဖွဲ့ဝင်တွေကရွေးကောက်ပွဲဝင်တဲ့ဟာကိုကြည့်ရသူတို့မျက်နှာတွေကတိတ်ပြီးတော့နိုင်လိုသောသိမရှိဘူးเนาะဥပမာဖြင့်ဗိုလ်ချုပ်မမောင်အောင်တို့ဦးသက်ပုံတို့နောက်ပြီးတော့ကျွန်တော်တို့ဒီပို့ဆက်ဝင်ကြီးဟလာဦးမြထုံးဦးတို့เนาะသူတို့ပုံတွေကြည့်ရနောက်ပြီးတော့ကျွန်တော်တို့လာအောင်ကဝင်ကြီးဦးမြကြိုင်တို့အဲကျွန်တော်တွေ့ရအောင်ပြောပြเนาะသူတို့တွေကတော့တိတ်ပြီးတော့နိုင်ငံရေးနိုင်လိုသောတွေမရှိဘူး တို့ပေမဲ့ကြံ့ခိုင်ရေးရဲ့ဥမာထားပါတော့ပါတီဘိုင်းကဘိုးကောမဒီဝင်အနေနဲ့ကတော့သူတို့အသက်အရွယ်အပိုင်းခြားအရာအသက်ကလည်းကြီးနေပြီဖြစ်တဲ့အတွက်ဒါဟာသူတို့အတွက်နောက်ဆုံးရွေးကောက်ပွဲပဲလို့သူတို့ကိုယ်တူသူတို့သတ်မှတ်ထားပုံရတယ်။ဒါကြောင့်မို့သူတို့အနေနဲ့ဒီရွေးကောက်ပွဲမှာမှအနိုင်ရပြီလွတ်တော်တဲ့မရောက်ရင်နောက်ထပ်သူတို့အတွက်သူတို့ရဲ့ဘဝတက်တန်းတက်လျှောက်မှာနောက်ထပ်ရွေးကောက်ပွဲဆိုတာသူတို့အတွက်မရှိတော့ဘူးဆိုတဲ့ဆိုပြီးတော့ စဉ်းစားပြီးတော့မဲဆွယ်နေပုံရတယ်နိုင်လူစိုးတွေအရင်များတယ်နောက်အဲ့လိုပဲကျန်းမာရေးပါတီဘက်မှာသူတို့တက်လက်ပိုင်းပေါ့နော်အသက်50ဝန်းကျင်ပိုင်းနေလေပါတယ်ပေါ့နော်ဆိုအဲ့50ဝန်းကျင်ပိုင်းနေကြတော့လေသူတို့အနေနဲ့ကလည်းဒီဘက်မှာဂရိတွေအရင်ပေးနေတာကိုတွေ့ရတယ်ဂရိတွေပေါ့နော်ကျွန်တော်တို့လုံပေးမှာပါလုံပြမှာပါကျွန်တော်တို့လုံတိုင်ပါတယ်ဆိုတဲ့ဂရိတွေပေးနေတာကိုတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုအားလုံးရဲ့အားနည်းချက်ကိုရှုံခြုံကြည့်လိုက်ရင်ပြည်သူလူထုနဲ့မတိတွေ့ရဘူး ဒါကကျန်ခိုင်ပါတီရဲ့အားနေချက်ကျန်တာအကုန်လုံးပြည့်စုံဝင်မယ်အဲ့အားနေချက်ရှိတယ်။အဲကျန်တဲ့ပါတီတွေကြတော့ငွေကြေးအဖြစ်ကျန်ခိုင်ပါတီလုံးမတောင့်တင်းဘူး။အဲ့လိုပဲဒီမဲဆွယ်စည်းရုံးရေးပုံစံအရလည်းကျန်ခိုင်ပါတီလုံးမတောင့်တင်းဘူး။သို့ပေမဲ့လက်ရှိအနေအထားမှာဥပမာဖြင့်ဟလာဥက္ကကိုကြီးဦးဆောင်တဲ့ပြီးနှလုံးပါတီဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပြီးသုံးလုံးပါတီတို့ဆိုသူတို့ဆိုပြည်သူလူထုနဲ့တိုက်ရိုက်ထိတွေ့မှုတွေလုပ်နေတာကိုကျွန်တော်တို့တွေ့ရတယ် ါသူတို့ရဲ့အားသာချက်ဒီဘက်မှာကျန်းခန့်ရေးပါတီမှာအားသာချက်ရှိတယ်လို့ခုနပြောတဲ့အားနည်းချက်ရှိတယ်ကျန်းတဲ့ပါတီလေးတွေမှာလည်းအားသာချက်တွေအားနည်းချက်တွေရှိတယ်လို့သူတို့ရဲ့အားသာချက်တွေရှိပြန်ရောအဲဒါမျိုးပေါ့နော်အဲ့တော့ဒါတွေကကျွန်တော်တို့လက်ရှိဒီ2025ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မဲ့ပါတီတွေရဲ့ရွေးကောက်ပွဲမဲဆယ်မှုအခင်းချင်းတွေဒါ3ရက်ပဲရှိသေးတာကိုလက်ရှိမှာ28 29 30ပေါ့နော် ဆိုဒီနေ့နဲ့31ပေါ့ဒီနေ့ဆိုဒါပါတော့၄ရက်ရှိသွားပြီဒီ၄ရက်ထဲမှာမြင်ရတဲ့အခင်းချင်းတွေပေါ့နော်တော့ဒီထဲမှာမှာကျွန်တော်တို့အဓိကသတိထားမိတာကတစ်ချိန်လုံး online ပေါ်မှာစွာခဲ့တဲ့ဟလာကြံခန့်ရေးပါတီရဲ့ဥပတိတိဟလာဟိုပြည်သူ့လွတ်တော်ကိုယ်စားလှယ်အမတ်လောင်းဥလှဆွေခေါ်ဘူးလဲလှဆွေကလုံးဝအတန်တိတ်နေအဲ့ဒါကျွန်တော်တို့ သတိထားမိတာเนาะအဲ့ဒါသတိထားမိတာသူရှိရောရှိပါသေးရဲ့လာလို့တော့ကျွန်တော်တို့ဒီလိုဘယ်လိုခေါ်မလဲဒီလိုထင်မဲ့လာရရလောက်အောင်အတန်တိတ်နေတယ်เนาะဆိုတော့ဒါလည်း तू သူ့ရဲ့ strategy လည်းဖြစ်ရင်ဖြစ်မှာပေါ့တို့မဟုတ်လည်းတယောက်ယောက်ကမင်းပါဇက်ကိုစင်ကျင်တော်လို့ပဲပြောထားသလားပေါ့เนาะကျွန်တော်ဒါတွေတွေ့ရဒါဒါကျွန်တော်တို့လက်ရှိတွေ့နေရတယ်ပေါ့เนาะနောက်တစ်ခုကကျန်းခံရေးတချိန်လုံးက online မှာအတော်ဆွာခဲ့တဲ့ဟာဟိုကျွန်တော်တို့ဒီ ကရင်ပြည်နယ်ပေါ့နော်ကရင်ပြည်နယ်ဖန်အံမျိုးကဝင်ပြိုင်မဲ့ဦးတက်နိုင်ဦးကြည်ကဆိုလို့ရှိရင်လေ online မှာ तू အဲ့လောက်ချီမစွာနိုင်တော့ဘူးအ तू က तू ကိုယ်တိုင်တော့ lobby တွေဘာတွေငှားနေရဆိုတဲ့သဘောဖြစ်လာအဲ့တော့လူတယောက်ဟာလူတယောက်ပဲဖြစ်ဖြစ်အပုပ်ကိုတူတယောက်ဟာပေါ့နော်တကယ်နင်လားငါလားသူကြားနဲ့မတွေ့ခင်မှာတော့ဒီကြားဆိုရင်ဘယ်လိုလုပ်လိုက်မလဲဘာညာပြောလာပြီမဲ့တကယ်ကြားနဲ့တွေ့လာတဲ့အခါမှာကိုကတတိရှိပါတယ်ဆိုတော့ ဟာကကြားနဲ့မတွေ့ခင်မှာဘလောက်ပြနေပဲဖြစ်ဖြစ်ကြားနဲ့တကယ်တွေ့လာတဲ့အချိန်မှာသူတို့ရဲ့တက်တီတွေကိုတကယ်ထုတ်မပြနိုင်ဘူးဆိုတဲ့သဘောမျိုးအဲ့လိုပုံမြင်မှုနဲ့တွားညီးတယ်။အဲကျန်းခံရေးပါတီဝင်တွေတော်တော်များများပေါ့လို့ရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့အမတ်တွေတော်တော်များများအနေနဲ့ online ပေါ်မှာခြေတွေစွာနေပြီမဲ့လက်ရှိရွေးကောက်ပွဲမှာကဲဟုတ်ပြီကဲမင်းတို့စမဲဆွဲတော့กว่าဆိုတဲ့အချိန်မှာ online မှာတော့ခြေမစွာရဲတော့တဲ့ပုံစံတွေကျွန်တော်တို့တွားတွေ့ရတယ်။တွားတွေ့ရတယ်။ကျန်တဲ့ပါတီလေးတွေလည်းကျွန်တော်တို့ဒီ P3 လုံးပါတီက ေါ်တက်တက်ခိုင်ကိုရွေးကောက်ပွဲမှာဟာလာဟိုဘယ်လိုခေါ်မလဲဟိုပယ်ဖြတ်ခံရပြီးနောက်ပိုင်းမှာကျန်တဲ့ပါတီလေးတွေရဲ့ရွေးကောက်ပွဲပေါ်တက်ဝင်လှုပ်ရှားမှုကပိတ်တက်တက်ကြွကြမရှိတော့တာလဲကျွန်တော်သတိထားမိတယ်ဘာလို့တကူးရှိတာကိုမှန်ပါလဲကျွန်တော်တို့ကိုယ်တိုင်လဲဒီခုနေ့မော့ဟိုအွန်လိုင်းကနေကြည့်တာများတာဘူးเนาะအွန်လိုင်းမော့တက်လာတာကိုကြည့်ရင် ျွန်တော်တို့တော်တော်များများကကျန်းမာရေးပါတီဝင်တွေကျန်းမာရေးပါတီအမတ်လောင်းတွေရဲ့မဲဆွယ်စည်းရုံးမှုတွေပဲမြင်ရတယ်။ online မှာကိုပြောတာနော်။မြေပြင်မှာပြောတာမဟုတ်မြေပြင် online မှာကိုမြင်ရတယ်။ဆိုကျန်းတဲ့ပါတီလေးတွေမမြင်ရဘူးကောနော်။ဒါလေးတွေကျွန်တော်တွေ့ရတွေ့ရတယ်။လက်ရှိဒါကတော့ကျွန်တော်တို့ဒီရေကောက်ပွဲရဲ့ဟလာဒီဒီမဲဆွယ်စည်းရုံးမှုပုံသဏ္ဍာန်တွေရဲ့ landscape ကိုကျွန်တော်ပြောပြတော့အဲ့လိုပဲတချို့ဒီကျန်းမာရေးပါတီကအမတ်လောင်းနေဆိုရင် online မှာသူတို့စနစ်တကျမွေးမြူထားတဲ့မီဒီယာအမိခံတွေ သူတို့စနစ်ကြမွေးမြူထားတဲ့ lobby တွေနဲ့ဒဲ့ကြီးတွေကိုဇီးဟုံးနေရတယ်ကျွန်တော်တို့တွေ့ရတယ်เนาะဒဲ့ကြီးတွေပေါ့เนาะအဲ့ဒီ lobby တွေ media အမေခံသမားတွေကသူတို့ကျန်းခံရေးပါတီမှာအစိုးရအဖွဲ့တွေဖြစ်လာနိုင်တဲ့ဖြစ်လာနိုင်လောက်တဲ့လူတွေပေါ့ဗျာသူတို့ပေါ်ပေါ်တင်တင်မဲဆွဲစီယုံပေးနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါငွေကြေးယူပြီးတော့လည်းဖြစ်နိုင်တယ်သို့မဟုတ်အခွင့်အရေးတစ်ခုခုလက်လာပဲတစ်ခုခုကိုမျှော်ဝေးပြီးတော့လည်းဖြစ်နိုင်တာပေါ့เนาะဘာကြောင့်လဲဆိုတော့အဲကျွန်တော်တို့ကဘာလဲဆိုတော့ lobby ကတော့ဒါ lobby ရဲ့သဘောကတော့ အသူတို့ဟိုအကျိုးစီးပွားတစ်ခုမျှော်ပြီးတော့ဖြစ်လန်ငင်းသို့မဟုတ်နောင်ပေါ့နော်အကျိုးစီးပွားမျှော်ခိုးပြီးတော့ပဲဖြစ်သူတို့အနေနဲ့ဒါလော်ပြီးမှာသူ့ပြင်မဲ့သတင်းသမားအမိခံလို့ဘာလို့ပြောလဲဆိုကျွန်တော်တို့သတင်းသမားဆိုတော့ပြည်သူလူထုသိတဲ့သတင်းအချက်အလက်တွေကိုဟာပြောရမယ်ပါတီတွေအားလုံးရဲ့အချက်အလက်တွေကိုကျွန်တော်တို့ကဖော်ပြဖို့လိုအပ်တာပေါ့သူ့ပြင်မဲ့တချို့သတင်းသမားအမိခံတွေကပါတီတစ်ခုလူပုဂ္ဂိုလ်တစ်ခုကလူပုဂ္ဂိုလ်တဦးတယောက်တွေကိုဟိုတိတိကျကျမဲဆွယ်ပေးနေတာတွေကျွန်တော်တို့တွေ့ရတယ်ဒါဒါတော့အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ရွေးကောက်ပွဲအဲဟိုဘယ်လိုခေါ်မလဲမဲဆွယ်စည်းရုံးဓာတ်ရဲ့အခင်းအကျင်းတွေပေါ့နော်ဒါတွေပြည်သူတွေလည်းမြင်ပါပဲကျွန်တော်ဒါကိုမြင်ရတယ်